င်္ဂလာညချမ်းပါရှင်ရန်ယောင်ဆက်ယုံလုံသားများလုခလာစာတွုံးမြေ9ရက်မြောက်တောင်းဆိုမှုအပအဝင်ဒီကနေ့တွေ့ရရှိထားတဲ့ရွှေပြောင်းလုံသားတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုစတင်တင်ဆက်ပေးပါမယ်ပထမဆုံးသတင်းအနေနဲ့မလေးရှားကိုဆက်သွားမဲ့မြန်မာရွှေပြောင်းလုံသား29ဦးထိုင်းနိုင်ငံမှာဖမ်းဆီးခြင်းခံလိုက်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထိုင်းနိုင်ငံကနေတဆင့်မလေးရှားကိုတွားရောက်ကြမဲ့မြန်မာရွှေပြောင်းလှုပ်သား29ဦးအားနေချားဆောင်ရဲတပ်ဖွဲ့ကကချနာပူရီမှာဂျွန်လ12ရက်နေ့မနက်မှာတရားမဝင်ဝင်ရောက်မှုနဲ့ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ကချနာပူရီခရိုင်ထောင်ဖာဖုံတခနုံမြို့ရဲအတွင်းရှိဝိုင်းကျန်ရွာတဝိုက်မှာဂျွန်လ12ရက်မနက်ပိုင်းကထိုင်းပူပေါင်းအဖွဲ့ဟာခင်းလှည့်နေတဲ့အချိန်မနက်6:00နာရီကမှသတင်းပေးပို့ထားတဲ့နံပါတ်ပါပစ်ကတ်ကတစ်စီးကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့်ထိုင်းအရာရှိတွေကရှင်ကိုရက်တန့်ဖို့အချက်ပြခဲ့ပေမဲ့ရှင်မောင်းဟာ ကောင်းကိုလမ်းဘေးမှာထားပြီးတော့တောထဲကိုထွက်ပြေးသွားတယ်လို့ဆိုပါတယ်။မေချားဆောင်ရဲ့တပ်ဖွဲ့ကရှင်မောင်းကိုလိုက်လံရှာဖွေပေမဲ့မတွေ့ရှိခဲ့ပဲကြမ်းရှိတဲ့ကားပေါ်မှာမြန်မာနိုင်ငံသား29ဦး၊အမျိုးသား16ဦးနဲ့အမျိုးသမီး73ဦးတို့ကိုတွေ့ရှိခဲ့ပြီးတပ်သေးကန်စာရွက်စာရမ်းများမပါရှိကြောင်းရဲတပ်ဖွဲ့ကဆိုပါတယ်။ဒီမြန်မာနိုင်ငံသား29ဦးဟာရန်ကုန်မြို့ကနေပြီးထိုင်းနိုင်ငံထိုင်းနိုင်ငံကနေတဆင့်မလေးရှားကိုသွားရောက်ဖို့တအူးကိုပွဲစားများအားဘတ်9000စီပေးချေခဲ့ရကြောင်းသတင်းတွေအရသိရှိရပါတယ်ရှင်။ အခုတော့ဖမ်းဆီးရမိတဲ့သူတွေကို တရားဥပဒေအရဆောင်ရွက်နိုင်ဖို့တောင်ဖာပုံရဲစခန်းကိုလွှဲပြောင်းပေးခဲ့ကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ဆလဘီရန်ယောင်ဆက်ယုံလုတ်သားများလောက်ခလာစာတိုးမြင့်ရရှိရေးအတွက်၅ရက်မြောက်တောင်းဆိုမှုတွေပြုလုပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ဝါတရာစမှုဆောင်မဟာမြိုင်လမ်းမှာရှိတဲ့ ရန်ယောင်းမြန်မာအထွေအကျုပ်ဆက်ယုံကအလုံသမားတွေဟာလောက်ခလာစာတိုးမြင့်ရရှိရတဲ့အတွက်ဂျွန်လာ၁၂ရက်နေ့မှာ၅ရက်မြောက်အဖြစ်ဆက်လက်တောင်းဆိုမှုတွေပြုလုပ်နေကြောင်းသွေးစင်းညီညွတ်သောတမကများအဖွဲ့ STUM ထံကသိရပါတယ်။ရန်ယောင်းအထွေအကျုပ်ဆက်ယုံမှာထွန်နိုပါအမစ်စုအမတ်တစိတ်ပါထဲတွေကိုချုပ်လုပ်ပေးနေတာဖြစ်ပြီးဆက်ယုံလုပ်သားတွေဟာဂျွန်လာ၈ရက်နေ့ကစတင်ကတရက်ကိုအနည်းဆုံးလောက်ကတပေါင်း၃၀၀ချက်တုံးငင်ရရှိဖို့တောင်းဆိုနေတာဖြစ်ပါတယ်။ ဒီစက်ရုံအလုတ်သမားတွေဟာ DJ 13000ကျပ်တိုးပေးရန် OTJ 2500ကျပ်တိုးပေးရန်နဲ့ရပ်မှန်ခြေ6000ကျပ်တို့ကိုတိုးမြင့်ပေးဖို့အဆရှိတဲ့အချက်တွေကိုတောင်းဆိုနေကြရလဲဖြစ်ပါတယ်ဂျွန်လ9ရက်နေ့မှာစက်ရုံစူပါဝန်ထမ်းတွေဟာလောက်ကလစာတိုးမြင့်ပေးဖို့တောင်းဆိုနေတဲ့အလုတ်သမားတွေတဲကအရောက်90ခန့်ကိုစက်ရုံထဲကိုဆွဲသွင်းပြီးအတင်းအကျပ်လက်မှတ်ရေးထိုးခိုင်းခဲ့ပြီးစက်ရုံအသွင်းခေါ်ဆောင်သွားတယ်လို့လည်းဆိုပါတယ် ဂါရမြောက်နေ့အထိဆက်ရုံဘက်ကနှင်းနှိုင်းဆွေးနွေးမှုမရှိသေးကြောင်းနဲ့ဆက်ရုံဘက်ကလစ်လူရှုနေပေမဲ့လုံလုံမြတ်တဲ့လုခလာစာရရှိရေးအတွက်ဆက်လက်တောင်းဆိုသွားမယ်ဆိုပြီးအလုံသမားတွေကပြောကြပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့ကုံစင်းနှုံးနဲ့လူမြင်မှုစရိတ်မြင်မာလာတဲ့အတွက် တတ်မှတ်ထားတဲ့လုခလာစာဟာဆက်ရုံအလုံသမားများစားဝတ်နေရေးအတွက်ဖူလုံမှုမရှိတော့ပဲအခြေခံလုခလာစာတုံးမြင်ရေးအတွက်ဆက်ရုံလူသားတွေကတောင်းဆိုနေခြင်းဖြစ်ကြောင်းသွေးစင်းညညသောတမကများအဖွဲ့ချုပ် SDUM ကထုတ်ပြန်ထားပါရရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံအနှံ့မှာမုန်တိုင်းဟူတစ်ကြောင့်မိုးတက်ထန်စွာရွာသွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အပူပိုင်းမုန်တိုင်းဟူတစ်ကြောင့်ထိုင်းနိုင်ငံအနှံ့မှာမိုးတက်ထန်စွာရွာသွန်းနိုင်ကြောင်းထိုင်းမိုးလေဝသဌာန DMD ကထုတ်ပြန်ထားပါတယ်ရှင်။ မုံတိုင်းဟူတစ်ဟာဟိုင်နန်ကျွန်းကိုဖြတ်ကျော်ပြီးဂျွန်လ13ရက်ကနေ14ရက်အတွင်းတရုတ်နိုင်ငံတောင်ပိုင်းကိုကုန်းတွင်းဝင်ရောက်မှာဖြစ်တယ်ဆိုပြီးခန့်မှန်းထားပါတယ်။မုံတုံလေးဟာထိုင်းနိုင်ငံမြောက်ပိုင်းအောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းအပေါ်ပိုင်းတလျှောက်မှာတရှိနေဆဲဖြစ်ပြီးတော့နေရအများစုမှာမိုးသက်ထန်စွာရွာသွန်းမှုဖြစ်ပေါ်နိုင်ကအရှေ့မြောက်ပိုင်းမှာမိုးသက်ထန်စွာရွာသွန်းနိုင်ကြောင်း DMD ကထုတ်ပြန်ထားပါတယ်။မိုးသက်ထန်စွာရွာသွန်းခြင်းကြောင့်တောင်ကျင်များမြေနှိမ်ဒေသများရှေးလန်းကျောင်းများအနီးမှာနေထိုင်တဲ့သူတွေရုတ်တရက်ရေချီးမှုနဲ့ရေရှမ်းမှုတွေကိုအထူးသတိထားဖို့တိုက်တွန်း ထားပါတယ်။တောင်သူလယ်သမားတွေဟာမိုးသက်ထန်စွာရွာသွန်းမှုကြောင့်သိနှံများပျက်စီးခြင်းမှကာကွယ်ရန်လိုအပ်ပြီးကြိုတင်ကာကွယ်မှုများပြုလုပ်ဖို့လည်း TMD ကအကြံပြုထားပါတယ်။ဖိုင်းနိုင်ငံမြောက်ပိုင်းအရှေ့မြောက်ပိုင်းအလဲပိုင်းအရှေ့ပိုင်းတောင်ပိုင်းနဲ့ဘန်ကောက်နယ်မြေတွေမှာမိုးချိန်ခြင်းမိုးသက်ထန်စွာရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်းထိုင်းမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်ရှင်။ ုနောက်ဆုံးသတင်းအနေနဲ့ကတော့မြမလုံသားတအူတည်င်းပို့တဲ့ရှုပ်အလောင်းကိုထိုင်းရဲတပ်ဖွဲ့မှဒုံဖြင့်ထိုးကြည့်ရာအသက်ပြန်ရှင်လာတဲ့တည်င်းကိုတက်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံ New Dubai ရဲ့ခရိုင်ပန်းပါထောင်မြို့နယ်မှာဂျွန်လ17ရက်မနက်အစောပိုင်းမှာငားများနေကြတဲ့မြမနိုင်ငံသားတအူဟာရေးရဲမျောပါနေတဲ့ရှုပ်အလောင်းကိုတွေ့ရှိခဲ့တာကြောင့်ရဲတပ်ဖွဲ့တန်းကတည်င်းပေးပို့ခဲ့တယ်လို့ဆိုပါရယ်။အသက်28နှစ်အရွယ်မြမအမျိုးသားနဲ့တငယ်ချင်းတွေဟာဂျွန်လ17ရက်မနက်တနအိကမှာငားရှာဖို့လာရောက်ချိန် ခလောင်းလံပိုတရားရဲ့အောက်မှာတရားတိုင်ငင်းနဲ့ကန့်ညိနေတဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီးထိုင်းရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့တယ်လို့ဆိုပါရယ်အဲ့နောက်ရဲတပ်ဖွဲ့ဟာရေထဲမျောနေတဲ့ရုပ်အလောင်းကိုတွားရောက်ကြည့်ရှုရမှာနှာခေါင်းမှာသွေးခွက်တွေကန့်ညိနေတာကိုတွေ့ရတယ်ဆိုပြီးထိုင်းသတင်းတွေကဖော်ပြထားပါရယ်ဒါကြောင့်ရဲတပ်ဖွဲ့ဟာတုတ်ရှင်နဲ့ဒီအလောင်းကိုတွေ့ကြည့်ရမှာရုပ်အလောင်းလိုယူဆရတဲ့သူဟာလန့်နိုးလာပြီးကြည့်ရှုသူတွေလည်းထိတ်လန့်ပြီးထွက်ပြေးလူနေပါဖြစ်ခဲ့ရတယ်လို့ဆိုပါရယ်လန့်နိုးလာတဲ့သူကိုရဲတပ်ဖွဲ့ကမေးမြန်းတဲ့အချိန်မှာတော့ ဗမာတော်စင်းအနီးမှာရှိတဲ့ကိုဆန်းဆိုသူဖြစ်ပြီးသူဟာတတိလက်ကရှည်တဲ့ပြုတ်ကျခဲ့တာဆိုပြီးပြောကြားခဲ့ပါတယ်။အခုတော့ကိုဆန်းကိုဗမာတော်စင်းရုံကိုပို့ဆောင်ပေးနိုင်ခဲ့ကြအောင်ထိုင်းသတင်းတွေကဖော်ပြထားပါတယ်ရှင်။ဒီကနေ့တော့ရရှိထားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲ။ကြည့်ရှုအပိမို့ကျေးဇူးအထူးပဲတင်ရှိပါတယ်။မင်္ဂလာရှိရနေလေးပါရှင်။